်းဒီယောဂကိုခံအားတိုက်ဖြတ်ခံထားတဲ့ယောဂဆိုတော့လေအဲတော်တော်များများလူတွေကြားထဲမှာတော့နည်းနည်းဖုံးဝဖြစ်ရခက်တယ်ဗျအဲတာမန်ကျွန်တော်ကတာမန်ဝါဖြိုးနေကြားတယ်ရပေါ့အဲဒီလူမျိုးကြာဆင်းလာပြီဆိုကြတဲ့ပတ်ဝန်းကျင်ရကျွန်တော်ပုံမျက်စိကကြာတရားဘုံမှာသူက90ဘုလောက်ခံမှန်းမိနေအဲ့မှာသူတို့ကတော့ဒါ HIV ဆိုတာပိုး AID ရဲ့ဆိုတာယောဂသူတို့မှဒီအဆင့်နေအားလုံးကြော်ပြပြီးတော့ဒီလူက AID ရဲ့လိုပဲပြတ်တည် ဘဝကိုရှေ့ဆက်ဖို့လွယ်ပါမလားလို့ကြည့်မိတာလေ။နောက်ပိုင်းကျတော့ကလေးရဲ့အနာဂတ်လေးရှိတယ်။ဘဝလည်းကိုယ့်ကိုအားတင်းပြီးတော့နေမယ်ဆိုပြီးတော့ရှေ့ဆက်လာ။မနက်ပြလို့ရှိလို့ရှိရင်တိုင်မားဆိုရင်လည်းဒါအိမ်အောင်ကွဲသွားလို့တကယ်နေကြမရှိလို့စားကြမရှိလို့ဒီကလေးကိုဝင်နေမလို့နောက်သားလည်းကွမ်းနေတဲ့ဒီလုပ်ကိုလွတ်လိုက်တာ ါမှမဲ့ရဲတွေကသိရင်ဗတိပေးရင်ဗတိပေးနေတန်လန်းနဲ့ဖြစ်သွားတာဆက်သားချင်းအဖြစ်သိတော့မှာပေါ့နော်အမျိုးသားမှတစ်ခါဆက်ပြီးတော့သူကလေကို့ကြောင့်ကိုသိနေရတဲ့အတွက်လေအဖြစ်ကိုလေကို့ကြည့်ရအောင်မလို့အဲ့လိုဟာဆိုတော့ မကိုရနေဖို့လည်းမပူပါဘူးစားဖို့လည်းမပူပါဘူး။ဒါကြောင့်လဲဆိုရင်ဒီကလေးလေးတရားလဲဆိုအပြင်မှာအဆင်မပြေဘူးကိုဒီလောကထဲမှာနေဖို့ဆိုရင်ကိုအဆင်မပြေဘူး။ဒါကြောင့်လဲဆိုလှိုင်းတန်းနယ်မြေကကိုနင်းလာတာနှစ်နဲ့ချီပြီးမဲ့ကိုကအပြစ်သားတရားဖြစ်သွားပြီကိုရ။အဲ့ခါကျတော့ဒီလောကမှာဆက်ပြီးကျင်လည်နေလို့နောက်ထပ်တစ်ခါမဖြစ်ဘူးကွ။ငါကတော့ကြောက်နေရတယ်။အားကြီး 龙江有点文化点的，龙江有点家嘞，就就那酿酒的家嘛，老的家嘞，就那谁稻边种的哦，知到嘛？哎哟，呃，龙江伊话不几个哩啊？知道没？也到的啦不？也少嘞不呢？们没咩啊？伢子都是没有，沿途沿途人咩啊？刚刚来龙江伊个不上嘞，刚路没来边批的啦不？就那都外来嘛上啊，过房外来嘛上啊。哎哟，咩啊？地帮会来不要话咩的，没地钱是六千，没满哩个，没吃西瓜的都的他，不？就那不如换表。 နောက်ဆုံးပဲကျွန်တော်သူတို့ကိုလည်းဘာမှမပြောတော့ကျွန်တော်လည်းဖွင့်ပြောဖို့လည်းကျွန်တော်အားမရှိဘူးကျွန်တော်လည်းဖွင့်ပြောလဲဒါကျွန်တော်တို့သူရှောင်ဖယ်ကြမှာပဲဖွင့်ပြောလဲကျွန်တော်တို့ကောင်းကျိုးရမှာလားဆိုးကျိုးရမှာလားဒါရှင်းရှင်းလေးပဲကျွန်တော်ဆိုးကျိုးပဲရမှာအဲ့တော့ကျွန်တော်ကိုယ်လိုက်တသိနေပဲကျွန်တော်ထွက်လိုက်ရတယ်လို့မျိုးကျွန်တော်ဆိုသူတောက်ဆန်ဘာမှတော့မဖြစ်ပါဘူး။ဟိုအဓိကတော့ဗာလဲဆိုရင်ခုဆက်တာလူတွေကကျမ်းမာရေးပူးစုတာပေါ့နော်။တချို့ကြတော့ခုနကအဲ့လိုမျိုးဟလာဝီနာရှင်တွေကဒီလိုမျိုးကြီးလား။ တက်မှာသူတို့တချို့တွေကြောက်ပြီးတော့ပုံပြချိုးကြတော့အဲ့လိုမျိုးပါတော့ဟိုလူချင်းချင်းပြောစုဆက်ဆံကြတော့မှဆက်ဆံကြတော့မှဘာဖြစ်လဲဆိုတော့တွန့်တွန့်တာပါတော့သူဒီယောဂမျိုးဆိုတာလေခုနပြောသူအတူနေတူစားတောက်နေလို့ခုနကဘာမှပြောရမှာမဟုတ်ပါဘူးကျွန်တော်ဆိုလို့ရှိရင်မိသားစု6ယောက်ပေါ့6ယောက်မှာကျွန်တော်မိသားစုဆိုလို့ကျွန်တော်အနေနဲ့ကျွန်တော်မျိုးသမီး2ဦးပဲစေတော့ ိတောက်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်၄ဦးလုံးကလုံးဝယောဂမရှိဘူးလုံးဝ negative အဲ့လိုလုံးဝ negative လုံးဝယောဂမရှိတဲ့မိသားစုဝင်မိသားစုဝင်တွေလည်းဒုနဲ့တည်းပဲဒီကအခုကအားလုံးကိုလုံးခေတတ်မှတ်လိုက်တဲ့ခါကျကလေးတွေရဲ့အနာဂတ်ကိုရိုက်ချိုးလိုက်လို့ဖြစ်ပြီးတော့အဲကလေးတွေပါနောက်ပိုင်းစိတ်ထိခိုက်ကြရစိတ်တန်ရာရစရာဖြစ်လာတယ်ယောဂအခုချိန်မှာအရင်တော့ကြောက်စရာတော့မကောင်းဘူးပေါ့ ဟာသူ့အတွက်လဲပေါ့နော်အရှင်ပြမက်ဆေ့လေးတွေလည်းရနေပေါ့အခုဆိုလို့ရှိလို့ရှင်အခုပေါ်နေတဲ့ဘိုးထင်းစီအရာဒီပေါ့အဲ့ဒီစီကိုတောက်လို့ရှိလို့ရှင်လူတက်တန်းစီအောင်နေနိုင်တယ်ဒါပေမဲ့စီးရဆူဆိုတာတော့စိတ်မမှန်မတောက်ရင်တော့ဘာမှဆူ ရလဲအများသူရတဲ့ဟာလေးနဲ့ရက်တည်နေရတာဖြစ်တဲ့အတွက်ကြောင့်လူရင်မရှိတော့လဲသူအဲဒီကျန်တဲ့ဟာလေးနဲ့ဝိုင်းပြီးတော့မှသူအဲ့ဒါကြေးလေးရဲ့လူခံဟိုလေးနဲ့လူခံပြီးတော့မှသူရက်တည်ကြတာဘွာဆိုရက်တည်လေးညက်တည်ရရှိပြည်သားမြို့နယ်တွေကတန်နေစီဗရမယာစီနဝရစီအစရှိတဲ့ဈေးကြီးတွေဟာစီးစာရောင်ကြီးလို့ပရိုက်တာဂီယာလေးတွေအထူးအားထားရတဲ့ဗေဒရင်ကြီးတွေဖြစ်ပြီး အလှရှင်ရှားပါတဲ့အချိန်တွေမှာဒီဈေးတွေကိုပဲအားထားရည်ကြရပါတယ်ဒီနောက်ဘက်မှာကျတော့ဒီလေးတွေကကျွန်တော်လက်အောက်ထဲမှာ ွန်တော်တာတမြင်အရင်ချလို့ပြည်သူစောင်းချလာတဲ့အခါကျရင်ကျွန်တော်မိမိမလည်းသူကအသွေးခေါ်ရအယူဆတွေကအရင်နဲ့မတူဘူးပေါ့နော်ရုပ်ထုမှုတွေရတယ်ကိုတာတမြင်အရင်ချလို့ပြည်သူစောင်းချရတဲ့အတွက်သူတို့ရဲ့မေတ္တာငှက်နေတဲ့ခလေးတွေအတွက်ကျွန်တော်ကမေတ္တာပြန်ရောင်းပြန်ပေးတာပေါ့နော်တာတမြင်မိဘရဲ့ကုစားသူတို့ကုစားမှာကြောက်တယ်ဆိုတဲ့အကြောင်းတရားကြီးကဖြည့်စည်းလာပြီးတော့ အရင်ကပိသားစုနဲ့နွေးဆွေးတွေနေရမယ်ကလေးလေးတွေကျွန်တော်တို့ဒီဇိုင်းလေးစီကိုအတင်းကိုထိုးအပ်လာတဲ့ပုံစံမျိုးလေးတွေကလေးလေးတွေဆိုရင်ဟိုတပတ်9ရက်လောက်အပြင်မစားတာတို့ဒါကဟိုခင်းနေရအိမ်ပြန်မယ်ပဲပြောနေတာလို့သူတို့ကတော့ဘယ်လိုလဲဆိုတော့ယောဂတဲ့လေးတွေဖြစ်တဲ့အတွက်နည်းနည်းပုံပြီးတော့ယူနာဖြစ်တာပေါ့နော်ယူနာဖြစ်ပြီးကြားလိုက်ကြားလိုက်ဒီကမှတန်ဝင်ဖြစ်လာတယ်ကလေးတွေပေါ့သူတို့ကလည်းခုအခုအဖေမျိုးပဲခေါ်တယ် ဘယ်လိုပြောမလဲကျမဘယ်သွားသွားအပြောင်းမခံဘူးလို့ဖြစ်နေလေးတယ်ကိုပေါ်ဆောင်နေရှိပါကျေးဇူးတော်ကျမနေတဲ့အထိကိုတော့စူးစူးစားဆောက်အောင်မယ်ဆုံးဖြတ်ပါမယ်ဒါပေမဲ့နောက်ဆုံးအဆုံးစွန်မှာစဉ်းစားတာပါနော်ခီးတွေပါတွေတော့လာနေထိုးနေခီးများပေါက်ခဲ့ရင်ဒီကလေးနှစ်ယောက်အပိပိုင်မွေးစားမယ်လို့ဆုံးဖြတ်ထားတယ်အဲ့လောက်ဒီများနှစ်ယောက်လုံးဆုံးဖြတ်ထားတယ်ကိုယ်အိမ်ကိုရာနဲ့ဖြစ်ခဲ့ရင်ပေါ့နော်အဲ့လောက်ဆိုလေယူရတာတဲ့ မြန်မြန်တော့ကင်နေလာတာဒီကတော့လာစဉ်ထိုးလာမြန်မာနိုင်ငံအတွက်တော့အဲ့ကြမီပိုးနဲ့နေထိုင်သူတွေပေါ်လူတွေရဲ့အမြင်နဲ့နားနဲ့လက်ခံနိုင်တဲ့မြန်မာလာမှာတော့အဲ့ကြမီနဲ့အသက်ရှင်နေထိုင်သူတွေရဲ့လူခွင့်ရေးတွေပါလဲခုတည်းပုံပုံတိုးတက်တဲ့အခြေအနေတစ်ခုရောက်ရှိလာနိုင်မှာဖြစ်ပါတယ်ခင်ဗျာ